ကဲမင်္ဂလာပါမျိုးတို့ကြီးဒီကနေ့လဲလှုပ်လိုက်ပြန်ပြီအရန်မနေ့ကလဲလှုပ်လိုက်ပြန်ပြီအရန်ပဲဖြစ်နေတယ်เนาะဒီကနေ့ဆိုရင်လဲကျွန်တော်တို့2 5နေငါဆိုပြီးကျွန်တော်အရန်အနေနဲ့ထွက်သွားတယ်နှစ်ထိပ်ကလည်းမှန်နေเนาะကြီးရလည်းမှန်နေเนาะကျွန်တော်တို့ဖောင်းဖြစ်နေတာဗရိတ်ပဲဖြစ်တယ်เนาะကဲအဲ့တော့ကျွန်တော်ကဗရိတ်နဲ့ဟိုတင်ကနန်းရှာထားတဲ့အတွက်ကျွန်တော်တို့ဗရိတ်မဟုတ်ပဲနဲ့ဟိုကဖြစ်သွားတဲ့အတွက်ကျွန်တော်တို့က ဟိုကအရန်အနေနဲ့ပဲကျွန်တော်ပေါက်လိုက်တယ်ဗောနော်ကျန်တဲ့လူတွေကတော့အကုန်လိုက်ထိုးတဲ့အကုန်လိုက်ထိုးတဲ့လူတွေကတော့ပေါက်မှာပဲဗျအကုန်လိုက်မထိုးတဲ့လူတွေကတော့မပေါက်ပါဘူးဗျာနော်အဲကဲအဲ့တော့ကျွန်တော်20လေးပဲစလိုက်ကြအောင်ဗျာနော်ထိတ်ကတော့ဇတိုက်မှန်နေတယ်နော်မှန်ပြီးတော့ကြီးရလဲဇတိုက်မှန်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကပရိတ်ဖောင်းလေးတွေဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကစင်မပြေဘူးဗောနော်ပရိတ်ကတော့ဒီနေ့တော့ဆက်မဖောင်းနိုင်ဘူးထင်တာပဲဗျဒါမှဖောင်းတော့လည်းမတတ်နိုင်ဘူးကိုလေး အဲ့တော့3 3ညာ1တက်ကစမယ်ဗျ3 3ညာอืมๆခံ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 အဲဒီမှာ3ညာခွန်ကစမှာဗျမှားလို့နော်3ညာခွန်ကျွန်တော်အောက်တပိုင်းကို short ထွက်လိုက်လို့3ညာခွန်3ညာခွန်68 3ညာခွန်68ပြီးသွားတဲ့အခါကျတော့အဲဟုတ်တယ်အဲ့တော့ဗျာ ီလိုပဲဆော့ပင်နဲ့ပဲရေးလိုက်တော့မယ်ဘယ်လိုဖြစ်ကျွန်တော်ကလည်းစန္ဒရီအစောအဲ့တော့ကျွန်တော်ဒီမှာဆော့ပင်နေနဲ့ပဲရေးလိုက်မယ်နော်30ပထမပြောရတဲ့အမှန်နဲ့ကျွန်တော်ကမှားပြီးရေးတယ်30 1တိ1တိတဲ့အဲ့ဆာမယ်ဗျာနော်1တိဒါလေးတလုံးပဲကျွန်တော်ကြောင်းမယ်နော်ကျန်တဲ့ဟိုနဲ့ပဲရေးမယ်30နှစ်တိပြီးသွားတဲ့အခါကျတော့6ခွန်6ခွန်6ခွန်6နှစ်6နှစ်ဘေး3တိလေး လေးသုံးတစ်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မဲ့ဆိုရင်ဒီဒီ၃ညနဲ့ဒီ1နဲ့ပေါင်းဒီလိုပဲဆွဲမှရတာမနော်၃ညနဲ့1နဲ့ပေါင်းတော့1 1ရဲ့နှစ်ခက်က8 8ရဲ့ပါဝါ3 1 8 3ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့နော်1 8 3ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်အဲ့တော့ကျွန်တော်တို့ဘာတွေထွက်သွားတဲ့လဲဆိုတဲ့အခါကျတော့6 5တဲ့မအောင်ပါဘူး တစ်ချောက်တစ်ချောက်မှာတော့ကျွန်တော်တို့တစ်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်အမျိုးတို့ဆော်ရော်ဟင်းမြင်ပြတ်အဲ့တော့တစ်ချောက်မှာကျွန်တော်တစ်တုံးထိပ်ပြီးအောင်ခဲ့ပါတယ်နောက်တစ်ပြင်ကိုတွက်ပါမယ်၈၁၉လေး၈၁ ကိုလေးတိရှိရှိလေးတိရှိရှိလေးရှင်ငါးနှစ်ရှင်ငါးငါးနှစ်ငါးနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်အဲဒီကတော့မိကြောင်မဆွဲတော့ဗျာဒီတိနဲ့ဒီငါးနဲ့ပေါင်း6ပါတဲ့6ရဲ့နှစ်ခက်က9 9ရဲ့ပါဝါက4 6 9 4ဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ ရှိ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 တဲ့မအောင်ပါဘူး6နှစ်6နှစ်ဆိုပြီးတော့ဒီမှာကျွန်တော်6တလုံးထိပြီးအောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျကဲနောက်တစ်ပြောင်းတွေ့ပါမယ်လေး3ည3ည3ည4ည3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  5 6 6 6 9 3 6 9 3ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ည ਨੇ ဒီ9 ਨੇ ပေါ့ 5ပါတဲ့9ရဲ့နှစ်ခက်က3 3ရဲ့ပါဝါ8 9 3 8ဆိုတော့ကြီး3လုံးဒီပြန်มาထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6 5 6 5တဲ့6 5မှာ9လုံးထိပြီးအောင်ခဲ့ပါတယ်3 5တင်ငားတင်ငားမှာလည်းငါးတလုံးထပ်တည်ပြီးတော့ညာအောင်မင်းကောအောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါလေဗျ။တင်ရအောင်ဟိုဘက်ကထိုး။နောက်တစ်ပြင်ကိုတွက်ပါမယ်။၅၄၅၆၅၄၅၆ တခွန်ခွန်လေးတခွန်ခွန်လေး3866 3866ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာတွက်မယ်ဆိုရင်ဒီ၄နဲ့ဒီ6နဲ့ပေါင်း3ည3ည2ခက်ကခွန်ခွန်ရဲ့ပါဝါ2 3ည9ဆိုတော့ကြီး3လုံးဒီပြန်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဗါထွက်သွားတဲ့ဆိုရဲ့ခါကျတော့၄၄လေလေ3ည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 啊ဆိုပြီးတော့အဲ့မှာ3ည3ည嘛ကျွန်တော်တို့3ည3လုံးထိပြီးအောင်ခဲ့ပါတယ်ဗျ ကဲနောက်တစ်ပြင်တွက်ပါမယ်3539 3539 3982 3982 24 2369 2369ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9နဲ့ဒီ6နဲ့ပေါင်း1တည့်ရနှစ်ခက်က8 8ရဲ့ပါဝါ3တည့်8 3ဆိုတော့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာပါရထွက်သွားတဲ့ဆိုရခါကျတော့2ခွန်နဲ့မအောင်ပါဘူး ရှစ်သုံးရှစ်သုံးနဲ့ရှစ်သုံးမှာကျွန်တော်တို့ရှစ်ကောသုံးအထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်မျိုးတို့အဲနောက်တစ်ပင်တော့တပမင်း9 9 6ခွင့်9 9 6ခွင့်6ခွင့်9 9 4ခွင့်9 9 4 439 98 439 98ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်9ရဲ့9ရဲ့ပေါင်း8 8 ရှေ့ရနခကတိတည့်ရဲ့ပါဝါ6 8 6ဆိုတော့ဂီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့2 1 1မှာတတလုံး ထိပြီးအောင်ခဲ့ပါတယ်4 8 4ရှိတယ်လေးရှင်းပါလေရှင်းတလုံးထိပ်ပြီးညာရောမနစ်ကောထပ်အောင်မြန်ပါလေဗျ။အဲနောက်တစ်ပြုံတွက်ပါမယ်6399 6399 18 18 18 99 99 ကိုလေးကိုလေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ရက်ဒီ6ရက်ပေါ့နှစ်နှစ်ရက်နှစ်ခက်က၄၄ရက်ပါပါကိုနှစ်၄ကိုဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့လေးကိုလေးကိုတဲ့လေးကိုမှာလေးရောကိုရောထိပြီးတော့အခွေအနေနဲ့ထွက်ပါတယ်ခွန်လေးခွန်လေးတဲ့ခွန်လေးမှာလေလေးတလုံးထပ်တည်ပြီးညာရောမနဲ့ကော အောင်ခဲ့ပါတယ်ဗျ။ကဲနောက်တစ်ပြုံတွေ့ပါမယ်နှစ်363နှစ်363 63နှစ်94 43ညနှစ်94 43ညတိရှိတိခွန်းတိရှိတိခွန်းဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါတွေ့မယ်ဆိုရင်ဒီ3ရဲ့ဒီတိကက်ပေါင်းတော့4 4ရဲ့နှက်ခက2 2ရဲ့ပါဝါခွန်း4 2ခွန်းဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ လေးကိုတဲ့လေးကိုမှာလေးတလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်ကိုခွန်ကိုတဲ့ခွန်ကိုမှာလည်းခွန်တလုံးထိပြီးညာအောင်မနဲ့ကောထပ်အောင်မြန်ပါတယ်ဗျဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဗောနော်ကျွန်တော်တို့ကဒါလေးကကျွန်တော်ကီးအနေနဲ့ထုတ်ပြထားတာပါနော်တချို့ကကီးမဟုတ်ဘူးငါတို့ကတော့ဝမ်းချင်းအနေနဲ့ကစားခြင်းနဲ့ဆိုရင်ရှေ့နှလုံးကိုကျွန်တော်တို့ဝမ်းချင်းဖြစ်နေယူကစားလို့ရပါတယ်ဒီမှာတစ်ရှိနော်တစ်ရှိကပဲထွက်တာပါ69 69ကနေပြီးတော့ကျွန်တော်ထိပြီးထွက်တာပါ ့53 53တော့အနေပဲထိပြီးထွက်တာပါ39 39ကနေပြီးတော့ပဲထိပြီးထွက်တာပါ18 18ကနေပြီးတော့ပဲထိပြီးထွက်တာပါနောက်တစ်ခါ18 18ကနေပြီးတော့ပဲထိပြီးထွက်တာပါ24 24ကနေပြီးတော့ပဲထိပြီးထွက်တာပါနောက်တစ်ခါ42 42ကနေပြီးတော့ပဲထိပြီးထွက်တာပါเนาะအဲ့လိုမျိုးယူမယ်ဆိုတော့ယူလို့ရတယ်เนาะဒါဟိုကြွပြတာเนาะကဲအဲ့တော့ကျွန်တော်တို့ဟိုက အဲ့တော့ကျွန်တော်တို့မနေ့ဖောင်အတွက်ကီးလေးထုတ်ပါမယ်3866333333999999ဆိုဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါဟိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါကိုတွက်မယ်ဆိုရင်8နဲ့2နဲ့ပေါင်း သုံးည၊သုံးညနှစ်ခါကခွန်ခွန်ရဲ့ပါဝါနှစ်၊သုံးည9နှစ်ဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာရပါတယ်တဲ့။ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကကြီးထိတ်ကလေးနဲ့ကစားကြည့်လိုက်အောင်ဗျနော်။ဟုတ်ကဲ့ကြီးထိတ်ကြီးထိတ်ကတော့နှစ်ရက်ဆက်တက်ရှိပြီနော်မှန်ထားတာ။အခုလဲဆက်ပြီးပေးပါမယ်ကြီးထိတ်။ကြီးထိတ်မှာအဲ့ဒီမှာကျွန်တော်တို့ဗာထွက်လဲဆိုတော့သုံးည9နှစ်တဲ့။ကြီးရိုးရွားလဲ 3ခွန်းနှစ်ပါပဲတဲ့နော်အဲ့မှာကျွန်တော်တို့ break line ပေါ့နော် break line မှာကျွန်တော်တို့က43တဲ့4ရှစ်ပါတဲ့နော်အဲ့တော့43 6တဲ့အဲအဲ့မှာကျွန်တော်တို့ကတော့ဒီကီးနဲ့ထိတ်နဲ့ကတ်မယ်ဆိုရင်လည်းအဲ့မှာခွန်ခွန်တို့နှစ်နှစ်တို့ဖြစ်နေရနော်

၃ညနှစ်ဗျာဟုတ်လားနောက်တကခွန်၃ညဗျာနော်ခွန်ခွန်ဗျာနော်ခွန်နှစ်ဗျာဟုတ်လားနောက်တကကျွန်တော်တို့နှစ်၃ညနှစ်ခွန်အင်းနှစ်နှစ်ဗျာအဲ့တော့ကျွန်တော်တို့ကဒါမှကြည့်မယ်ဆိုရင်နှစ်ခွန်ခွန်နှစ်ဆိုလာတဲ့ဒါထပ်နေတယ်နော်အဲ့တော့ကျွန်တော်တို့ဥပမာဒီဒီကြောင်းမကြည့်မယ်နော်ဒါအာထိုးရမယ်ဟာတော့ကျွန်တော်မပြောတော့ဟုတ်လားနှစ်ခွန်ခွန်နှစ်မှာဒီကောင်တစ်လုံးဖြစ်လိုက် နှစ်တုံးဟိုခွန်တုံးညမှာလည်းဒီကောင်တလုံးဖြစ်လိုက်နှစ်တုံးညလည်းဒီလိုအောင်ဖြစ်လိုက်ရင်တကွက်နှစ်ကွက်သုံးကွက်၄ကွက်၅ကွက်၆ကွက်ပဲရှိတယ်နော်ဒါမှဒီလို၆ကွက်ကိုထိုးမလားနော်ကျွန်တော်တို့ဒါမှစဉ်းစားဖို့နော်၆ကွက်ကိုထိုးမလားဒါမှမဟုတ်ရင်ကီးနဲ့ဗရိတ်နဲ့ကတ်မယ်ကီးထိတ်နဲ့ဗရိတ်နဲ့ကတ်မယ်ဆိုရင်လည်း၃ည၄၃ည၃၃ည၉၃ည၈ နောက်တကခွန်ကခွန်ခွန်ခွန်ချောက်ခွန်နှစ်ခွန်တိခွန်တိဆိုပြီးဒီလိုရမယ်နော်နောက်တကနှစ်နှစ်ကနှစ်နှစ်နှစ်တိနှစ်တိနှစ်ခွန်နှစ်ခွန်နှစ်ချောက်နှစ်ချောက်အဲ့မှာနှစ်ခွန်ခွန်နှစ်ဖြစ်နေတဲ့နှစ်ခွန်တလုံးပဲနော် အဲ့လိုမျိုးရှိမယ်ဗျာအဲ့ဒီမှာကျွန်တော်တို့ကဘာနဲ့ပြန်ပြီးတော့စဉ်းစားပြီးထုတ်မလဲဆိုကျွန်တော်စာရွက်ကတော့ဟိုအောင်မထုတ်တော့เนาะဒီဒီဒီတန်းလေးဒီတန်းလေးနဲ့ပဲဒီကောင်ကိုထုတ်ယူမလားဒီတန်းလေးနဲ့ထုတ်ယူမယ်ဆိုရင်ဥပမာကျွန်တော်တို့က၄၃ညလိုဟာမျိုးကိုကျွန်တော်တို့ကယူလို့ရမယ်ဆိုပြီးအဖေရောက်အပေါ်ကဟာအောင်မယူဘဲနဲ့အောက်ကဟာနဲ့ဆိုရင်တော့ကျွန်တော်ပြည့်ပြည့်စုံစုံကစားလို့ရတယ်ဒီမှာဥပမာပေါ့၄၃ညဆိုတာယူလို့ရတယ်เนาะ၃ည၉ဆိုတာယူလို့ရတယ် နောက်တကခွန်တစ်ဆိုတာယူလို့ရမယ်နှစ်တစ်ဆိုတာယူလို့ရမယ်တတိကောင်းတဲ့ဒီတန်းလေးနော်ဒီတန်းလေးကျွန်တော်ဟိုမှာပေးထားတာကျွန်တော်ရွှေတကီးဟာမလို့အနေရောက်ဖြစ်နေဟိုမှာအစိမ်းရောက်နေပြီနော်အဲ့တော့ဟမ်အဲခွန်6ဆိုခွန်6နှစ်6ရှိမယ်ခွန်6နှစ်6ရှိမယ်ခွန်တစ်ခွန်တစ်ကယူပြီးလား အဲ့တော့ကျွန်တော်တို့ကဒီဒီတန်းလေးအတိုင်းထိုးမလားဒီတန်းလေးအတိုင်းထိုးမယ်ဆိုရင်ကျွန်တော်တို့ကတစ်ကွက်၂ကွက်၃ကွက်၄ကွက်၅ကွက်၆ကွက်ရှိမယ်အဲ့မှာကျွန်တော်တို့တုံညာလေးအဲ့မှာကျွန်တော်တို့ brain နဲ့လည်းကိုက်ညီတာကိုကျွန်တော်တို့တင်မယ်ဆိုရင်နှစ်တစ်တို့နှစ်တစ်အဲနှစ်တစ် brain ဟို main brain နဲ့ကိုက်တာပြောရအောင်နော်နှစ်တစ်ခွန်6 နှစ်တခွန်6တုံညာလေးအဲ့တော့ဒီကောင်းတဲ့ပဲကစားပြီးတော့ကျွန်တော်တို့ main brain နဲ့ဆိုရင်တုံညာလေးတို့နှစ်တတို့ခွန်6တို့ဒီ၃ခွက်ကိုကျွန်တော်တို့တင်ခွက်ကစားမယ်ကျန်တဲ့အနီနဲ့ပြထားတာလေးကိုဒုတိယတင်ခွက်အနေနဲ့ကစားမယ်ကျန်တာကိုအပွားဟာရှုပ်မယ်နော်အပွားဟာအတူတူပဲဟိုဆိုဒီတုံညာဘူးတို့ဟိုဟာတို့ပဲကွာတာနော်ထားပါတော့အဲ့တော့ကျွန်တော်တို့အောက်တန်းမှာဒီအနီလေးတွေကိုကျွန်တော်ဒုတိယအနေနဲ့ကစားမယ်ဒီ၃လုံးကိုကျွန်တော်တို့က ပထမအနေနဲ့ကစားမယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့စိတ်ကူးလေးနဲ့ကျွန်တော်ပုံဖော်ခြင်းပဲဖြစ်ပါတယ်အမျိုးလိုလည်းကြိုက်နှစ်သက်တဲ့ဆိုရင်ယူပါမကြိုက်နှစ်သက်ဘူးဆိုရင်လည်းမိမိပါမိမိကြိုက်နှစ်သက်တယ်လို့တွဲဆက်ကစားကြပါအဓိကအောင်မြင်ဖို့ပဲလိုပါတယ်ကဲအဲ့တော့တနင်္လာရောအင်္ဂါရောရန်နေကြီးပဲကျွန်တော်ကလှုပ်ပေးနိုင်တဲ့အတွက်ပုံတုံးနေ့မှာတော့အားလုံးအောင်အောင်မြင်မြင်နဲ့အဆင်ပြေနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင် ဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုဒီမှာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ